ဒီနေ့ဘဝတစ်ပါးသောပြောင်းသောကြာလည်းပြီးသောဖခင်ရဲ့ဥွှေမိခင်ရဲ့တော်ချမ်းမိခင်ရဲ့တော်တန်ဘုဒ္ဓအဖြစ်လက်ထာနာရောက်လျာဘုံဘဝ၌ချမ်းသာဒုက္ခဖြစ်ပါစေလို့ယေရှုပြီးတော့အလွတ်တရားကကိုအောင်လွတ်တရားကမမအီခိုင်းသမီးရင်မအိမြရွှေစင်သမီးငယ်မေမြဖုံမြင့်မိသားစုတို့ကနိုင်ငံတော်ပြည့်ရည်သာသနာတက်ကိုရန်ကုန်၌ ဖရာမူရှိသောတန်ခါတော်ရှင်သူမဲတို့ရဲ့သီလကုံတမာတိကိုပညာကုံတို့ကအာယုံပြုပြီးတော့စွမ်းခဲပွေဘောဇဉ်ဆိုရှင်အသာဖျက်ဖျက်တို့နဲ့တကွသင်္ကန်းစီပိစေနဝကမ္မဒါတပဝုတ္တစုတို့ကိုဆက်ကလူတန်းပြီးအများမေတ္တာပေးဝေမယ်နော်အဲ့တော့အများမပေးဝေခင်မှာဖုံဖုံကအနုမောဒနာတရားဖြစ်ပေါ့နော်နည်းနည်းပြောပြမယ် ။ဒီနေ့အနန္တကံဝကျုပ်ရှင်ဖြစ်ကြသောဖခင်ယေဥရွှေမိခင်ကြီးဒေါ်ရှမ်းနဲ့ဒေါ်တင်ဘုဒ္ဓကိုယေစုပြီးတော့နော်တာသမင်မိမိတွေကကုသိုလ်ကောင်းမှုပြုလုပ်ကြတယ်လို့ဆိုတော့အဲလောကမှာ ပုဂ္ဂိုလ်နှမျိုးရှိတယ်လို့ဒုက္ခနိဗ္ဗာန်အဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကပုဂ္ဂိုလ်နှမျိုးကိုဟောထားတယ်။ပုပ္ပခာရီပုဂ္ဂိုလ်၊ကတဉ္ညုတကတဝေဒီပုဂ္ဂိုလ်လို့ဒီပုဂ္ဂိုလ်နှမျိုးဟာလောကမှာအမတန်မှရာခဲ့တယ်တဲ့။ ဩဘဂါရီပုဂ္ဂိုလ်ဆိုတာကယေရှုပြုတတ်တဲ့ပုဂ္ဂိုလ်။ပတိညုဒကတဝေဒီပုဂ္ဂိုလ်ဆိုတာကယေရှုတရားကိုသိလို့ယေရှုပြန်ဆက်တတ်တဲ့ပုဂ္ဂိုလ်နော်။ဒီပုဂ္ဂိုလ်နှမျိုးကိုလောကမှာအမတန်မှရခဲ့ပါတယ်တဲ့။ဒါပြပုဗ္ဗကတိပုဂ္ဂိုလ်ယေရှုပြုတတ်တဲ့ပုဂ္ဂိုလ်ဆိုတာကဘယ်လိုပုဂ္ဂိုလ်တော်လဲလို့လောကမှာရှင်းလိုက်လို့ရှိရင်နံပါတ်၁ကဖရာကိုတွေ့ရမယ်နော်။နံပါတ်၄ကမိဖကိုတွေ့ရမယ်။နံပါတ်၃ကဆရာသမားကိုတွေ့ရမယ်။ ဒီပုဂ္ဂိုလ်တည်းဟာလောကကိုကျေစုပြုတဲ့ပုဂ္ဂိုလ်တွေကြီးပဲပုပ္ပကတွေပုဂ္ဂိုလ်ပေါ့မြတ်စွာဘုရားဟာဒီဗင်္ဂရာမြတ်စွာဘုရားရဲ့ခြေတော်ရင်ကနေပြီးတော့နိဗ္ဗာန်ကုမယ်ဆိုလို့ရှိရင်ကုလို့ရဒါပေမဲ့လို့ကိမေဧကေနတေနေနဗုရိသေနဓမ္မတသိနာငါတယောက်တည်းနိဗ္ဗာန်ကုလို့အကျိုးမရှိဘူးတတဝအလုံးကိုငါကေတယ်မယ်လို့တန်ត្រာကလွတ်မြောက်အောင်လုပ်မယ်လို့ဆိုပြီးတော့ မြတ်စွာဘုရားသည်လေးသင်ရှင်နဲ့ကဘာတသိန်းပါရမီကိုဖြစ်လေးသင်ရှင်နဲ့ကဘာတသိန်းပါရမီကိုဖြစ်ပြီးတော့ဟောနောက်ဆုံးဘုရားဖြစ်ရှင်တန်လာတော့ဘုရားဖြစ်ကနိလာတဲ့အခါကျတော့ဒုတိယတန်နဲ့ပြမှာဒေတာကိသုနတ်သဘောနဲ့ဆန်စားဆဲရဝလာတတတော်ကခံရောလာကြတဲ့နတ်ပြမှာပေါင့်တွေကအရှင်းနဲ့သာလူပြမှာဘုရားဖြစ်ရှင်တန်မာပြီလို့ဆိုတော့ဖရဲလောက်နတ်သားကကာလဒီပဒေသကုလမတုအာယုပရိစေတ ကြည်ရင်ရင်ငါးပါးကိုကြည်ပြတော့ခပိလဘနေပြတော့သုတ္တရဏမင်းကြီးကမိဖုရားခေါင်ကြီးဖြစ်တဲ့မေတော်မာယာရဲ့ဝန်ကြတိုင်းမှာမဟာတက္ကရ69ခုနှစ်ခုဝါဆိုလာပြည့်ဇာတပတိနဲ့မှာဥဒရတနက်ခက်နဲ့ဆက်ရှင်ပြီးတော့ပရိသတ်တွေယူတော်မူခဲ့ပါတဲ့68ခုနှစ်မှာမွေဖွားစေချောင်းနဲ့ရွေကိုရောက်တဲ့အခါကျတော့ဗဒ္ဒခေစနာရဲ့သုတ္တရတေဝိနဲ့ထိမ့်မြပြီးတော့ရာမတုပသုတ္တမလို့ဆိုတဲ့ရွှေနဲ့သုံးဆောင်ပါ လောကီစစ်စင်ကို73နှစ်တိုင်တိုင်ခံစားတော်မူပါတယ်သက်တော်29နှစ်မဟာတက္ကရေ69နှစ်ခုနှစ်ခုဝါဆိုလာပြည့်တလင်းလာနှစ်မှာတောထွက်ပြီးတော့ဒုက္ခရစရိယာ6နှစ်ကြာအောင်ကျင်းပြီးမှဒုက္ခသမုဒယနိရောဓနဲ့မဂ္ဂတရားလေးသိစ္စာကိုဆေးရမကိုသိယံပူညာဖြင့်မိမိအလိုလိုထုတ်တွန်းပြီးတော့သိတော်မူတဲ့ဖရာအဖြစ်ကို ရောက်ရှိလို့လာပါတယ်မြတ်စွာဘုရားသည်ဖရာဖြစ်တဲ့နေ့ကစပြီးတော့ 45ဝါကာလပတ်လုံးသူရှာဖွေထားတဲ့တရားသူ သိထားတဲ့တရားကိုတတဝါတွေကိုတရားနဲ့စတင်ပြီးတော့လောကကိုကျေစုပြုတယ်ဒီတရားကိုနာကြပါစေဒီတရားကိုသိကြပါစေဒီတရားကိုတော့ကျင့်ကြံကြိုးကိုပေါများအာထုသောအဖြစ်ချမ်းသာဒုက္ခရရပါစေလို့မြတ်စွာဘုရားကတရားနဲ့လောကကိုကျေစုပြုတဲ့အတွက်ပုပ္ပခါရီပုဂ္ဂိုလ်ကျေစုပြုတတ်တဲ့ပုဂ္ဂိုလ်ပေါ့ အဲ့တော့မြတ်စွာဘုရားရဲ့ကျေးဇူးတရားကိုသိလို့ဗုဒ္ဓံတရဏကိစ္စမှာဘုရားကိုကိုယ်ကိုစိတ်ကပ်ပါ၏လို့ဘုရားကိုကိုယ်ကိုစိတ်ကပ်တဲ့ဘုရားဝေယဝုဆပြုလုပ်တဲ့မနမိုးလဲလာရင်ဘုရားကိုတောက်တော်ရခဲ့တဲ့ပန်းခတ်တဲ့ဆွန်ခတ်တဲ့ရရှင်းခတ်တဲ့နော်ဘုရားကိုဝေယဝုဆပြုလုပ်ပြီးပြီးရင်ဘုရားစကားကိုနားထောင်ဘုရားအလိုတော်ကြနေထိုင်ကျင့်သုံးလို့ရှိရင်ဒါကတိညုတကတဝီတိကျေးဇူးတရားကိုသိလို့ ြေစုပြန်ဆက်တတ်တဲ့ဇယင်ထက်မှာပါပါတယ်နော်ပဇာကတော့ဗုဒ္ဓသရဏဂိဆာမျိုးလို့ဆိုနေကြတာပါပဲတကယ်တကယ်ကြတော့ဖယားစကားကိုလည်းနားမထောင်ဖယားအလိုတော်ကြကျင်းသွန်နေထိုင်တာလည်းမရှိတဲ့အခါကျတော့ဖယားကိုကြေစုဆက်ရမရောက်ဘူးအဲ့တော့ဆိုနေုံနဲ့မပြီးဘူးဖယားစကားနားထောင်ရမယ်ဖယားအလိုတော်ကြနေထိုင်ကျင်းသွန်တယ်ဆိုလို့ရှိရင်တော့နော်ဖယားကိုကြေစုဆက်ရရောက်တဲ့အတွေ့ ကတိညုတခတဝေဒီပုဂ္ဂိုလ်လို့ပြောလို့ရပါတယ်။အဲနောက်ဆရာသမားကိုကြည့်ရမယ်။ဆရာသမားဆိုတဲ့ဥစ္စာတပည့်သားမိတဲ့အပေါ်မှာသိစီရှင်နဲ့တက်စီရှင်နဲ့နားလေစီရှင်နဲ့နော်အဲ့တော့စေစနာအနိဒာဝါသနာတွေနဲ့တပည့်သားမိတွေကိုသင်ပြတဲ့ဆုံးမတဲ့ပေါ့အဲ့ဒီထဲမှာလောကီဆရာလောကုတ္တရာဆရာနှမြုပ်ပါတယ်။လောကုတ္တရာဆရာဆိုတာကယဟန်တန်ဃာတွေကိုပြောတာပေါ့ ။ယဟန်တန်ဃာတရားလက်ခုတပြည့်တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုသိစေရှင်နဲ့တက်စေရှင်လို့တရားဓမ္မတွေဟောပေါ်ညွန်ပြဆူဆုံးမတယ်နော်ဆူဆုံးမတယ်။အဲကြောင့်ဆရာကြီးတပြည့်သမီးပေါ်မှာကျေးဇူးပြုတဲ့အတွက်ပုပ္ပခါရီပုဂ္ဂိုလ်လို့ဆိုလို့ရပါတယ်။တပြည့်သမီးပေါ်မှာကျေးဇူးပြုတဲ့အတွက်ပုဂ္ဂိုလ်ပေါ့။တပြည့်သမီးတွေကဆရာသမားရဲ့ကျေးဇူးတရားကိုသိလို့ဆရာသမားကိုအယုဒေပြုတယ်နေရာထိုင်ခင်းပေးတယ် လုံကျွတ်တယ်ပြည့်စုံတယ်နော်ဆရာသမားကိုကျေးဇူးဆက်တယ်ဆရာသမားစကားကိုနားထောင်တယ်ဆရာသမားရဲ့အလိုတော်ကြနေထိုင်ပေးတယ်ဆိုလို့ရှိရင်ကျေးဇူးဆက်ရရောက်တဲ့အတွက်ကတိညွတ်တကတဝတိစင်ထင်မှာပါပါတယ်နောက်တစ်ခါမိဖနဲ့သာသမီပေါ့နော်မိဖအဲ့တော့မိဖကိုမသေးခင်မှာလုံကျွတ်တယ်ပြည့်စုံတယ်မိဖကိုဆက်ဆံတောင်းထားတယ် မိဖစကားကိုနားထောင်တယ်နော်အဲ့တော့မိဖတွေဟာသာသမိတွေအပေါ်မှာအမတန်မှကျေးဇူးများတယ်သာသမိတွေကိုပြုစုပြုထောင်ခဲ့တာမိဖပါပဲအဲ့ဒါကြောင့်ပုပ္ပကတွေပုဂ္ဂိုလ်တဲ့သာသမိတွေအပေါ်မှာပြုစုပြုထောင်ခဲ့တဲ့ကျေးဇူးများတယ်ကျေးဇူးပြုတဲ့အတွက်မိဖတွေဟာပုပ္ပကတွေပုဂ္ဂိုလ်နော်ကျေးဇူးများတယ်အမေဆိုလို့ရှိရင်တားလေသမိလေးလေးကို ကိုလာစေလာလိုရဲ့ပြီးတော့မွေးဖော်လာတားလေတားလေသမီးလေသမီးလေတော့နုလာသမှုရိယနဲ့ယူရပိုက်ထွေးပြီးတော့လောကမှာလူတလုံးသူတလုံးဖြစ်အောင်ပြုစုပြို့ထောင်လာတာမိဖပါပဲနော်အဲကြောင့်မိဖတဲ့ခါအမတမကျေးဇူးများပါတယ်သာသမိတဲ့အပေါ်မှာမေတ္တာကရုဏာမုဒိတာဥပိ္ခာဗျာမဇောတရား၄ပါးဒီဗျာမဇောတရား၄ပါးတည်းလွှမ်းရှုံပြီးတော့ ဒေသတဲ့သမိတွေကိုမွေးလာတာပြုစုပြုထောင်လာတာမိဖနော်အဲ့တော့မေတ္တာတရားရှိပေါ့အမတရှိမှတဲ့မိဖတရားမေတ္တာတရားသာသမိကမမွေးဖော်သေးဘူးဒါမှလို့ဝန်ထဲမှာလွယ်ထားရတဲ့အဲ့ဒီရှင်ကအဲ့ဒီရှင်ကကလေးကသာသမိတွေအပေါ်မှာမိဖတရားမေတ္တာတရားကလွှမ်းဆုံနေပြီဩငါသားလည်းငါသမိလည်းမွေးဖော်လာလို့ရှိရင်ကျမ်းကျမ်းမာမာနဲ့နော် ခြေတွေလက်တွေအင်္ဂါရှည်လက်တွေစွန်းစွန်းလင်းလင်းနဲ့မွေးဖောက်ပါစေလို့မိဖတဲ့မှာအဲ့ဒီကတည်းကမေတ္တာတရားကလွှမ်းရှုံနေပြီနော်အဲ့တော့မွေးဖောက်လာပြီတဲ့နောက်ဘက်မှာခြေလိုက်နော်ခလင်းငုံလို့ရှိရင်လည်းတနာလိုက်တာတဲ့ကရုဏာတရားပေါ့နော်အဲ့ခလေးကလည်းဘိုင်းအောင်လည်းငုံပါပဲနှုတ်ဆိုင်လည်းငုံပါလေစကားမှမပြောတတ်တာအဲ့ဒီကတည်းကမိဖတဲ့ကကရုဏာတရားသာသမိတ်တဲ့ပေါ်မှာတနာလိုက်တာနော်အော်ခလေးလေးကတော့ကြက်လန်းလျှောက်တတ်ပြီး စကားလေးမပြီးကြလားပြီးကြလားပြောတတ်ပြီဆိုလို့ရှိရင်မိဖမဝန်တာလိုက်တာကိုသားလေးတွေသမီးလေးတွေကိုကြည်ပြီးတော့ဝန်တာတယ်မုဒိတာတရားပေါ့အဲ့ဒီကနေပြီးတော့ကြောင်းထားပေးတယ်နော်အဲကြောင်းထားပေးတယ်ဇာန်ဘုရားအောင်လာကြတယ်အတန်တကြည်လာတယ်ဇာန်ဘုရားအောင်လာတယ်နော်အဲ့တော့မိဖဖြစ်စီရှင်တဲ့စန္ဒတပညာတရှိတွေဖြစ်လာပြီလို့ဆိုလို့ရှိရင်မိဖမှာမုဒိတာတရားအမတန်မှဝန်တာတယ်ကျင့်လို့ရပါတယ်နောက်ဆုံးတော့သာသမိတွေဟာ နော်ပြောင်းလဲတဲ့ဘဝတစ်ခုကိုတည်ဆောက်ပြီးတော့လောကမှာကိုယ်ချစ်တော်ပေါ်ကိုရက်တင်နိုင်ပြီလို့ဆိုလို့ရှိရင်မိဖတ်တယ်မှာဥပိ္ပခတရားဆိုတာပေါ်လာတယ်နော်အဲ့ဒီကကျတော့သူ့ချစ်တော်ပေါ်သူရက်တင်နိုင်ပြီပြောင်းလဲတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ပြီဆိုလို့ရှိရင်မိဖတ်တယ်မှာသိပိတ္တဂရုစက်ဆက်မလိုတော့ဘူးအေးသူတို့နဲ့သူတို့အဆင်ပြေနေရပြီလို့ဆိုတော့အဲ့ဒီကဥပိ္ပခတရားဆိုတာဖြစ်တယ်အဲ့ဒါကြောင့်မိဖတ်တယ်ဟာပြောင်းလဲတဲ့ရ၄ပါးနဲ့လွန်ရှောင်ပြီးတော့သာသမိတ်တွေအပေါ်မှာ နော်ပြုစုပြုထောင်တဲ့အတွက်မိဖတဲ့ကိုဗျာမာနဲ့တူတယ်လို့ဗျာမာကြီးတယ်လို့ဒီလိုပြောပါတယ်နော်ဗျာမာကြီးတယ်အဲဗျာမဇုတ်တရား၄ပါးနဲ့လွှတ်ရှင်ပြီးတော့တားတဲ့သမိတွေကိုလောကမှာလူတလုံးသူတလုံးဖြစ်အောင်ပြုစုပြုထောင်လာတာမိဖအဲကြောင့်မိဖတဲ့ဟာအမတမကျေးဇူးများတဲ့ပုပ္ပကတိပုဂ္ဂိုလ်အဲကြောင့်မိဖတဲ့ရဲ့ကျေးဇူးတရားကိုသိလို့ကျေးဇူးပြန်ဆက်တယ်မိဖတဲ့ကိုမသိခင်မှာလှုပ်ရွှေ့တယ် ဆက်ရှာတောင်းထားတယ်တရားတရားမရှိတဲ့မိဖကိုတရားတရားရှိအောင်သီလမဆောက်တဲ့နိုင်တဲ့မိဖကိုသီလဆောက်တဲ့နောက်တရားအမထုံးနိုင်တဲ့မိဖကိုတရားအထုံးနိုင်အောင်ပန်းပိုးပေးတဲ့ပြုစုပေးတဲ့သာသမီသည်မိဖတရားကျေးဇူးတရားကိုသီလကျေးဇူးပြန်ဆက်တတ်တဲ့ကတဉ္ဇုတခတဝုဒ္ဓစေရင်ထက်မှာပါပါတယ်နော်အဲဒါကြောင့်မိကိုလက်ရဖကိုလက်ဝဲကန်ဆွေးရှိလျက်ပခုံးထက်ဝဲအသက်ဆုံးအောင်မြန်းလို့ဆောင်ရွက် အခေါင်ပြလုံကျင်းရလဲမွေးဖောက်ပိုက်သူရှစ်တန်ဖို့သည်ကျေးဇူးလှေပြန်မဆက်နိုင်ခဲ့လို့သရုဓမ္မတရာကိုခံပြုမဆရာအမေဝညာဖက်ပုခုမောကတင်အဖေကိုပြဖက်ပုခုမောကတင်ပြီးတော့အသက်ဆုံးအောင်ပြုစုလုံကျင်းပါတော်လဲပဲမိဘတွေရဲ့ကျေးဇူးတရားဟာဆက်လို့မကုန်နိုင်ဘူးလို့ဒီလိုပြောတာပေါ့နော်အဲ့ဒါကြောင့်မိဘတွေရဲ့သာသမိတွေပေါ်မှာထားခဲ့တဲ့ရည်ရွယ်ချက်တွေရှိတယ်ဘတော်ဝါတော့ပြိသတိတဲ့ငါတို့အသက်ရွယ်ရှိလာလို့ရှိရင် ငါတို့သားသမီးတွေဟာငါတို့ကိုပြုစုလှုပ်ရှားလိမ့်မယ်ကိစ္စဝါနောခရိတတိနော်အဲငါတို့အသက်ရွယ်ကြည့်လာလို့ရှိရင်ငါတို့ရဲ့အမှုကိစ္စခုသမ ्या ကိုငါတို့သားသမီးတွေဟာပြုစုလှုပ်ရှားလိမ့်မယ်ကုလဝန်တော်စီရန်ထက်တတိအမျိုးအနွယ်ကိုလည်းစောင့်ရှောက်ကြလိမ့်မယ်နော်ဒိုင်းစံပฏิပစိတတိအမွေကိုလည်းပဲခံယူကြလိမ့်မယ်အထဝါပန္နပေတနာကာလင်္ကတနာတက္ခိဏဒုပ္ပဒိတတိ ငါတို့မနေရလို့တရားတဲ့အခါကြိုက်ပြန်တော့လည်းပဲငါတို့ကိုယေစုပြီးတော့သားသမီးတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်မေတ္တာပေးဝေကြလိမ့်မယ်လို့မိဖတ်တွေထားခဲ့တဲ့ရည်ရွယ်ချက်၅မျိုးနော်အဲ့ဒီရည်ရွယ်ချက်၅မျိုးကိုသံဃာဆရာတော်ဘုရားကြီးကကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စီလူမြဝေရွတ်စောင်းလင်မျိုးနွယ်ဝန်းငါသွေနော်သားသမီးတွေရဲ့တာဝန်ဝတ္တရားဆိုပြီးတော့သံဃာဆရာတော်ဘုရားကြီးက ။ဒါအဲ့ဒီသုတ်တံကိုအကြောင်းပြုပြီးတော့အမမ်းမိလွယ်အောင်ဆိုပြီးတော့ကဗျာလင်္ကာလက်စီကုံရေးသားခဲ့တယ်။အဲ့တော့အဲ့ဒီအထက်မှာမိဖတွေထားခဲ့တဲ့ရည်ရွယ်ချက်၅မျိုးအထက်မှာဘာပါလဲဆိုတော့ငါတို့မနေရလို့တရားတဲ့အခါချက်ပြန်တော့လည်းပဲငါတို့ကိုယေစုပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့အမြတ်မေတ္တာပေးဝေကြလိမ့်မယ်ဆိုတာတခုပါတယ်ပေါ့အဲ့တော့ဒီကနေ့ဘဝတပါသောပြောင်းသောကြပြီသောအနာတကဝေယေစုရှင်ဖခင်ယေဥွှေ မိခင်ကြီးဒေါ်ရှင်းနဲ့ဒေါ်တင်ပုတော်အားဖြစ်လျာဌာနရောက်လျာပုံပါနဲ့ရှန်သာသူကဖြစ်ပါစေလို့ယေရှုပြီးတော့အလွတ်တရားကကိုအောင်အလွတ်တရားကမှမာဤခိုင်းသမီးရဲ့မာဤမြတ်ရွှေစင်သမီးငယ်မေမြတ်ဖုံးမြတ်မိသားစုတို့ကဒီကနေ့နော်မိဖတွေအဖိုးဖွားတွေကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြတယ်ဆိုတာကျေးဇူးတရားကိုတည်လို့ကျေးဇူးပြန်ဆက်တာအဲ့ဒါဒီနေ့ကျေးဇူးဆက်တာကဘာနဲ့ဆက်တာလဲဆိုတော့ ုသိုလ်ကောင်းမှုနဲ့ကျေးဇူးဆက်တာနော်ဘဝတစ်ပါးမှာရှိနေကြတဲ့မိဖတွေကိုဒီနေ့ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ဒီနေ့ပြေလို့တဲ့ကုသိုလ်ကောင်းမှုကိုဖြစ်လျာဌာနရောက်လျာဘုံဘွားကဒါတို့အနုမောဒနာခွန်နံပြီးတော့နော်အားလုံးပြည့်စုံဖို့အတွက်ပေါ့ကိုယ်ရှင်သာမို့စေရှင်သာမို့နဲ့ပြည့်စုံပါစေလို့ယေရှုပြတော့ဒီနေ့ကုသိုလ်ကောင်းမှုကိုပြုလုပ်ကြတာအဲဒါကြောင့်ဒီနေ့ပြုလုပ်ရတဲ့ဒါနကုသိုလ်၆တရားတဲ့သီလကုသိုလ်ပေါင်းများအထောက်အထားဘာဝနာကုသိုလ်တို့သည် ဘဝတပသောပြောင်းသောရလပိသောဖခင်ရှင်ဥရှေမိခင်ရှိဒေါ်ရှန်းမိခင်ရှိဒေါ်တန်ပုတွေ့ဖြစ်ပါစေအဲ့တော့ဖခင်ရှိမိခင်ရှိတို့သည်ဒီနေ့ပြုလို့တော့ကုသိုလ်ကောင်းမှုကိုဖြစ်လျာဌာနရောက်လျာပုံပွားကသာတို့အနုမောဒနာခေါ်နိုင်ပြီးတော့ဝိရှင်းသာမှုစေရှင်းသာမှုနဲ့ပြည့်စုံပါစေလို့ယေရှုပြီးတော့ကံယေဇက်ခွဲကံယေဇက်ရှာမယ်ပြအလုံးလိုက်ဆိုယေဇက်ရှာအရှင်ဘုရားတပည့်တော်တို့သည်ကံကို၎င်း ကံဤအကျိုးကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍ဤနေ့တခုဘဝတပါးသို့ပြောင်းသွားကြလေပြီးသောဖခင်ကြီးဥွှေမိခင်ကြီးဒေါ်ချမ်းနဲ့ဒေါ်တင်ပုဒ်တော်အားဖြစ်လျာဌာနရောက်လျာဘုံဘဝ၌ရှမ်းသာဒုက္ခဖြစ်ပါစေခြင်း အကျိုးငါနိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်ရန်ကုန်၌ဖယားမှုရှိသောတန်ဃာတော်ရှင်သူမြတ်တို့၏သီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍ဆွမ်းခဲ့ဝေဘောစဉ်ရှုရှင်ရတာအဖျားဖျားတို့နဲ့ သင်္ကန်းအစရှိသောဓာတပဝတ္ထုအစွစွတို့ကို လူတန်းကြပါကုန်၏အရှင်ဖရာဤကောင်းမှုကြောင့်တပည့်တော်တို့သည်အန္တရာယ်ခတ်သိပါပြောင်းညီလျက်ကောင်းကျိုးဆန့်သာမင်္ဂလာတို့နှင့်ပြည့်စုံကြပြီလင် နိဗ္ဗာန်ကို မြတ်မောပြရဘာလုံးကုန်ဤအရှင်ဖရာဤမံပုံညာဘာကံသဗ္ဗတတ္တနံဒေမဘာဇိယာမအရှင်ဖရာတပြည့်တော်တို့ယနေ့ယခု ပြုလောက်ရသောကုသိုလ်ကောင်းမှုဤအဖို့ဘာကကိုအနန္တခိုင်းဝင်ကျေးဇူးရှင်များ ဖြစ်ကြကုန်သောအမေအဖအဖိုးအဖွားဆရာသမားဆွေမျိုးညာတကားအစာရှိသောလူအပေါင်းတို့အားအများအပြားပြေဝေကြပါကုန်၏အရှင်ဘုရားဦးဆောင်နဲ့ကျောင်းဆောင်နဲ့အိမ်ဆောင်နဲ့ရက်ွယ်ဆောင်နဲ့ မျိုးဆောင်နဲ့အစာရှိသောနတ်မြတ်နတ်ကောင်းနတ်ဗြဟ္မာပေါင်းတော်အားအမြာအမြာပြေဝေကြပါကုန်၏အရှင်ဖရာ အထူးအားဖြင့်ဘဝတပါသို့ပြောင်းသွားကြလေပြီသောဖခင်ကြီးဥွှေမိခင်ကြီးဒေါ်ရှန်းနှင့် ဒေါ်တင်ဘုဒ္ဓအားအမြာအမြာပြေဝေကြပါကုန်၏အရှင်ဖရာထိုမတပါ30တပုံ၌ကျင်လေကျက်စားသွာလာနေထိုင်ကြကုန်သောဝိနေယဒုက္ခိတဒုက္ခိတတတဝအပေါင်းတို့အား အမြာအမြာပြေဝေကြပါကုန်၏အရှင်ဖုရားလုံးစုံများစွာတတဝါတို့သည်တပြည့်တော်တို့နှင့်ဓာတုထမ်းများကုသိုလ်ရ၍ဓာတုထမ်းများတရားရ၍ကျမ်းမာကြသည်ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သောအာလောကြကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြကြသမျှအမြအမြအမြယူတော်မူကြပါကုန်လော သာဓုသာဓုသာဓုအာလုံးကြကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု